မင်္ဂလာပါရှင်ခေတ္တ Television Channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းဘက်ကနေတေဘောပိုးဖြူဟာစစ်ကူလာတဲ့စစ်သား60ကျော်ခြေမုံခံရစစ်သား22ဦးထိုင်းဘက်ပြန်ထွက်ပြီးစစ်သုံးဘက်အချို့ဖမ်းမိပြီးလက်နက်ခဲယွန်းတွေတင်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ထိုင်းနိုင်ငံအတွင်ကနေဖြတ်ဝင်လာပြီးနေဆက်မြို့ဖြစ်တဲ့မြဝတီမြို့နယ်ဝေါ်လီမြို့နာမှာတိုက်ခိုက်ခံနေရတဲ့တေဘောပုတ်ပြူဟာတပ်စခန်းကိုစစ်ကူထွက်လာတဲ့အင်အား60ကျော်ပါစစ်ကောင်စီစစ်ကြောင်းကိုဒီကနေ့မေလ28ရက်နေ့မနက်မှာတော်လှန်ရေးတပ်ဖွဲ့တွေကအပီးချိန်မုံလိုက်တယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောပါရယ် နေလ26ရက်နေ့မှာထိုင်းနိုင်ငံဘက်ချန်တက်ခရိုင်ထိုင်းနေသားဆောင်စစ်တပ်စခန်းရှိရာမိုးကြာကျေးရွာဘက်ကနေနေဆက်ဖြတ်ပြီးကရင်ပြည်နယ်စုံစည်းမြိုင်ဒေသကိုဝင်ရောက်လာတဲ့အင်အား64ဦးပါစစ်တောင်းဖြစ်ပါတယ်။ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် DKBA ထိန်းထုတ်ရာစုံစည်းမြိုင်ကနှစ်တက်ကို ကွင်းကိုရောက်ရှိလာပြီးမေလ29ရက်မှာတေဘောဘူးပြူဟာတပ်စခန်းကိုစစ်ကူထွက်လာတယ်လို့ဆိုပါတယ်။ဒီကနေ့မနက်မှာတော့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်စစ်ကူတွေတေဆုံးပြီးအချို့ကိုလည်းအရှင်ဖမ်းမိထားတယ်လို့ဆိုပါတယ်။လာတဲ့စစ်ကူစစ်ကြောင်းကိုဖြုတ်လိုက်ပြီး21ရက်ကပြန်ပြေးသွားတယ်လို့ ကရင်စစ်ရေးတရင်ရင်းမြစ်တအူးကပြောပါတယ်။ဒါပြင်ဖမ်းမိစစ်သားနဲ့တေဆုံးစစ်သားတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတေဘောပို့ဖြူဟာတက်စကန်ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA PDF ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။လက်တလုံးမှာ KNLA ပူးပေါင်းတပ်တွေကမြဝတီမြို့တောင်ပန်းဒေါနာတောင်တန်းအရှိချမ်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့ကနေလီနဲ့တေဘောပို့ဖြူဟာတက်စကန်တွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းသူကဆက်ပြောပါတယ်။အဲ့ဒီတက်စကန်တွေဟာ KNU တပ်မဟာ6စီရေလှူရှားရနိုင်မြေတဲရှိနေပြီး မေလ20ရက်မှာမော်ခင်စကန်ကိုစတိုက်ပြီးမေလ21ရက်မှာတော့ကနယ်လီစကန်၊ပေဘောဘူးစကန်နဲ့ဖလဲတို့တက်စကန်တို့ကိုဆက်လက်တိုက်ခိုက်ခံရတာပါဆလပီအာဆီယံ၏ဒုက္ခအိုးနှင့် NUG ဘက်ကအားပြရမည့်အချက်၈ချက်ဆိုတဲ့သတင်းကိုကျင်းဆက်ပြီးတော့မှဖြစ်ပါရယ် မေလ28ရက်နေ့သည်စစ်ဗိုလ်ချုပ်များ၏ဂတိစကားကိုယုံစားမိ၍အယူလောက်ခံခဲ့ရသည်မှာ35နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ထိုချိန်မှစ၍မြန်မာပြည်အိမ်နီးချင်းနိုင်ငံများအတွင်ခေါင်းခဲစရာတိုးမဲတကောင်ဖြစ်လာခဲ့သည်မှလည်းယခုတိုင်ဖြစ်သည်။အာဆီယံသည်မြန်မာအရေးပြေရှင်းရန်အရေးတကြီးလိုအပ်လာပြီဆိုတာကို အားလုံးကတညီတညွတ်တည်းလက်ခံလိုက်တော့လေ၎င်းတို့နောက်ဆုံးထွက်လာသည့်ပြညာချက်တွေတွင်တော့အပြည့်ခက်ရဲစဲထားမှုတက်တန်းထတ်တူရန်ငိမ့်ချက်ရဲ့အတွက်အားလုံးပါဝင်ဆွေးနွေးကြဖို့တိုက်တွန်းကြောင်းပါရှိမှုဖြင့်ထုံးစံအတိုင်းအဆုံးသတ်သွားခဲ့ပြီးဖြစ်သည်အားလုံးကမလေးရှားဝန်ကြီးချုပ်ဤဦးဆောင်မှုကိုမြောက်ပင်ပေးက၎င်းနောက်နောက်မီးခိုလိုက်ကုန်ကြတော့သည်သို့တော့ထိုတို့ဖြစ်သွားမည်ကိုမလိုလားသောတရုတ်ဤသဘောကိုကောင်းစွာစစ်ကြောမိသည်ထိုင်းကလည်းတဆင်ထောင်ဖို့လှုံ့ရှားလာသည် နားလေရခန့်နေသည့်ကငလင်တန်ခံရပြီးချိန်ကစ၍ တရက်တလီမြတနတ်တန်ရက်သွားခြင်းမရှိသည့်အပြင်စာတင်ကြောင်းအားအကြံဖက်စစ်တပ်၏ပုံကျဲတိုက်ခိုက်မှုကြောင့်ចောင်းသားကလေးသူငယ်နတာစင်ခန့်တိတ်ဆုံးသွားခဲ့ပြီးဆိုသည့်သတင်းသည်လည်းကဘာတဝမ်ဟိုးလီတကြောကြောဖြစ်သွားခဲ့ရပြီးကုလအတွင်ရေမှုချုပ်ပင်ထိတ်လန့်တုံလုံးမိကြောင်းပြောလာရတော့လဲထို့အဖြစ်ဆိုကြီးသည့်၎င်းတို့ပါဇက်ဖြာတို့ရောက်မလာခဲ့ခြင်းပင်၎င်းတို့လှုပ်ပေးနိုင်တာလှုပ်ပေးပြီးပြီဆိုသောသဘောထားသည့်နိုင်ငံအားအကြံဖက်စစ်အုပ်စုလှုပ်ချင်တာလှုပ်ဖို့ထိုးအပ်နေခြင်းပင်ဖြစ်သည်စစ်အုပ်စုအား ASEAN ၏ထိပ်သီးအစည်းအဝေးများဖြစ်သည် အီရူအမေရိကန်တရုတ်ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီများနှင့်ဆက်၍ပြုလုပ်မည်အစည်းအဝေးများတွင်ပါဝင်ခွင့်ပိတ်ပင်ထားခြင်းဖြင့်၎င်းတို့သည်မြန်မာအားကိုစားပြုနေသည့်အစိုးရတရက်အဖြစ်အတိအမှန်မပြုသည့်သဘောဖြစ်၍ဂုံတိုက်ခါအရာအကြီးကျယ်အဆက်ရစေသည့်လောက်ရလည်းဖြစ်သည် ထို့သောယင်းသည့်စစ်အုပ်စုအားထိထိရောက်ရောက်ထိုးနှက်နိုင်ခြင်းတော့မရှိယခုအချိန်အောက်စီယံအဖို့အလုတ်တင်ဆောင်ကအချက်၅ချက်အားလိုက်နာဆောင်ရွက်ခြင်းမရှိကအမျိုးသားညီညွတ်ရေးအစိုးရအားတရားဝင်အသိအမှတ်ပြုပြီးဆက်ဆံသွားမည်ဟု PRP ချိန်၆ရံပင်ဖြစ်သည်ယခုလိုပါဇက်ကတဖွားဖွားပြောနေုံဖြင့်အလုံမဖြစ်သည်မှာလဲ၄နှစ်ကျော်လာပြီဖြစ်သည် ်ထို့တွင်အာဆီယံသည်မိသုံးမြသုံးစား၍မရသည့်အဖွဲ့ကြီးသာဖြစ်သည်ဟုမြန်မာပြည်သူများ၏ယူဆခံရသည့်အဖွဲ့ကြီးဖြစ်သည်ထို့သောယူဆခံရမှုသည်တော်လှန်ရေးကြီးအောင်မြင်သွားပြီးနောက်တွင်ပင်မြန်မာပြည်သူများ၏စိတ်ဝင်အမဲဆက်ကြီးအဖြစ်အမြဲလိုထင်ကျက်နေတော့မည်လည်းဖြစ်သည်အမျိုးသားညီညွတ်ရေးအစိုးရဘက်ကလည်းတော်လှန်ရေးအောင်မြင်ရာအောင်မြင်ကြောင်းအတွက်အားဖြင့်ပြောင်းလဲစရာများရှိလာနေသည်ယင်းနှင့်ပတ်သက်၍ ရူရီရှားစာဆောင်နှင့်ဆောင်းမရှင်နီကိုလတ်စ်ကောင်းကယခုလိုအချက်ရှိချက်ဖြင့်အကြံပြုထားသည်တင်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင်အဓိကကြသည့်တိုင်းသာတော်လှန်ရေးအဖွဲ့တဖွဲ့စီမှကုစလင်များထည့်သွင်းရန်နှင့်ထိချုပ်နယ်မြေများအတွင်လူလူဝင်ဆောင်မှုတရားဥပဒေစိုးမိုးရေးစည်းကမ်းတည်ဝင်မှုရှိရေးအစရှိသည့်အုပ်ချုပ်ရေးလုပ်ငန်းများပို၍ခိုင်မာလာအောင်ဆောင်ရွက်ရေး၃တရုတ်ရုရှားတို့မှစစ်အုပ်စုအားထောက်ခံမှု ေးနေပြီး Trump အစိုးရ၏မူဝါဒသည်လည်းခံမှန်းရကန့်နေချိန်တွင် NUG သည်မိမိတို့၏ Federal Democracy ပြည်ထောင်စုသည် American နှင့်ဒေတာတွင်အကျိုးစီးပွားနှင့်ကိုက်ညီပေးတည်ငြိမ်စေမိအင်အားတရက်ဖြစ်ကြောင်းပုံဖော်ရမည်ပီကျင်းနဲ့အာဆီယံတို့ဤတောင်းဆိုလာမှုများသည်လိင်ညာလှည့်ပြသောရွေးကောက်ပွဲများနှင့်မယူသားသောငြိမ်းချမ်းရေးဆွေးနွေးပွဲများသာပေါ်ထွက်လာဖို့ရှိ၍မိမိတို့ဘက်မှအခြားရှင်းလင်းပြတ်သားသောရွေးချယ်စရာများနှင့်မယိမ်းရိုက်သောဆုံးဖြတ်ချက်များဖြင့်တံပြန်ရမည် လေဗန္နာရေးအရချိုးချံကြွတာနိုင်ရန်စွမ်းဆောင်ရည်မြင့်တင်နိုင်ရန်ဝင်ကြီးဌာနများကိုလျှော့ချပြီးပြန်လည်ဖွဲ့စည်းရမည်၅စစ်တပ်၏ဝါဒဖြန့်မှုများနှင့်နိုင်ငံတကာ၏ထောက်ခံမှုရလာစေရန်မိပညာပိုင်းကိုစမ်းသစ်တီထွင်စွာအသုံးပြု၍လူငယ်များအားစီးရုံးလုံးစုံမှုများနှင့်မဟာဗျူဟာမြောက်ဆက်သွယ်ရေးစနစ်အကောင့်ထဲဖို့ဖို့မရှိမဖြစ်လိုအပ်လာသည်ဒီပေးရင်းစာတင်ကြောင်းပုံကဲခံရပြီးနောက်ပိုင်းဖြစ်ပေါ်လာမှုများကညွှန်ပြနေသည်၆လက်ရှိຫນွေဥဖွံ့ဖြိုးရေးပံကိုစမ်း သစ်ဖော်ဆောင်နိုင်မှုအားချီးကျူးရမည်ဖြစ်သည်ထို့သောရေရှည်အတွက်ရန်ပုံငွေများဖူလုံအောင်ဖန်တီးပေးနိုင်ပြီးအရင်းအမြစ်များရှာဖွေရမည်ခုနှစ်ပြပမစရင်စစ်ချုပ်တအူးကိုခန့်အပ်ပြီးငွေကြီးဌာနအားလုံး၏ဗန်နာရေးဆိုင်ရာလုပ်ငန်းဆောင်တာများကိုကြီးကြပ်နိုင်ရန်နှင့်ဝင်လင်းမြင့်တာမှုကျင့်ဝတ်ပိုင်းထိရောက်မှုရှိစေရေးဆောင်ရွက်ရန်ရှစ်ပြုပြင်ပြောင်းလဲမှုများအားအရေးပေါ်လိုအပ်ချက်နှင့်တည်ရောက်မှုအပေါ်အခြေခံပြီးဦးစားပေးအစီအစဉ်များချမှတ်ရာတွင်တိုင်းရင်းသားကိုစားပြုမှုမှအစပြု၍နိုင်ငံရေးဥပဒေရေးရာစီးပွားရေးလူမှုရေးလုံခြုံရေးနှင့် င်ငံတကာဆက်ဆံရေးစသည့်ကဏ္ဍ6ခုကိုအကောင့်ထည့်ဖို့ရန်အစရှိသဖြင့်အကြံပြုထားသည်။ဒို့မှသာစစ်ကောင်စီ၏တနက်ပြပုံကျဲမဲပုံထောင်လိန်ညာချင်းချောက်အုပ်ချုပ်ခံရမည်အရေးမှာပြည်သူတို့အမြန်ဆုံးကြော်လွှားလွတ်မြောက်နိုင်မည်ဖြစ်သည်။ဆက်လက်ပြီးဖားကတ်မြို့နယ်လုံခင်းကျေးရွာအနီးတွင်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များအကြားထိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်ဖားကန့်မြို့နယ်လုံခင်းကျေးရွာအနီးတွင်စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်များအကြားတိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းဒေသခံပြည်သူများနှင့် KIA တရင်ရင်းမြစ်ကတရင်ဌာနသို့ပြောကြားပါရယ်နေလ28ရက်နေ့ညပိုင်းမှစတင်၍ဖားကန့်မြို့နယ်လုံခင်းကျေးရွာအနီးသို့ရောက်ရှိလာသော စစ်ကောင်စီတပ်များရောက်ရှိလာချိန်လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများလှုပ်ဆောင်ခဲ့ကြောင်းယင်းနောက်ယနေ့နေ့8နာရီအချိန်တွင်တိုက်ပွဲများစတင်ဖြစ်ပွားလျက်ရှိကြောင်းသိရပါရယ် အခုဖြစ်တာကလုံခင်းရွာတွေတော့မရောက်သေးဘူးလုံခင်းဘက်မရောက်ခင်ဥရုချောင်းချားတယ်နှစ်မျက်နာဖျားဘက်မှာဖြစ်နေတာလုံခင်းကိုတော့တိုက်ပွဲမရောက်သေးဘူးဒါပေမဲ့တိုက်ပွဲအတန်တွေအကုန်ကြားနေရတယ်ခွန်စာကုံလေပြင်းနားဘက်တွေမှာဖြစ်နေတာအဲ့ဒီစစ်ကြောင်းကဖားကတ်မြို့ကိုဦးတည်လာနေတာလေပြင်းဘက်မှာပြက်စီးမှုများတယ်ပြည်သူတွေလည်းထိခိုက်မှုရှိတယ်ဟု KIA စီးရေးတင်းရင်းမြစ်ကပြောဆိုပါတယ် အကြံဖတ်စစ်ကောင်စီတပ်ကအင်အားရကြီးဖြင့်ဖာကန်မျိုးတို့ဦးတီလာနေရတွင်နန်တလျှောက်တွင်လည်းကျေးရွာများကိုဦးတီ၍ပြစ်ခတ်မှုများလှုံ့ဆော်နေကြဖာကန်မျိုးအဝင်ရန်ချက်ဆက်ယုံနှင့်လေပြင်းကျေးရွာအတွင်သို့စစ်ကြောင်းထိုးဝင်ရောက်လာစဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်စစ်တပ်ရဲ့သွားတဲ့ပုံကိုကြည်ရတာဖာကန်တပ်မကုံကို ဦးတည်ထားတာတက်မကုံကို KIA ပူးပေါင်းတပ်တွေကပိတ်ဆို့ထားတာဒါပေမဲ့အဲ့ဒီတက်မကုံကနေလက်နက်ကြီးတွေမကြကနဆိုသလိုပြစ်ခတ်မှုတွေလုပ်နေတယ်အခုသိရတာကစစ်တပ်ကပြည်သူတွေကိုဖမ်းဆီးနှိပ်စက်နေတာတွေလုပ်နေတယ်တပ်ဖြတ်မှုတွေလည်းလုပ်နိုင်တယ်ပြည်သူတွေတတိထားဖို့လိုပါတယ်ဟု KIA စီရေးတရင်ရေးမြက်ကပြောဆိုပါတယ်လုံခင်းမှာဒေသခံပြည်သူများမှာလည်းယမန်နေ့ညပိုင်းတချို့မှာစစ်ရှောင်သွားကြပြီးဖြစ်တော့လေလုံခင်းရွာတွေတွင်ကြန့်ရှိနေသောပြည်သူများစွာရှိနေကြောင်းစစ်ရေးအခြေအနေတင်းမာနေ၍ပြည်သူများမှာစစ်ဘေးရှောင်ရန်ပြင်ဆင်နေကြပြီးဖြစ်ကြောင်းသိရှိရပါသည်